လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်ကိုဖမ်းတာအဓိကကြတဲ့တင်သွင်းနဲ့ရောင်းတဲ့သူတွေကိုဖမ်းရမှာမဟုတ်ဘူးလားအဲ့ဒါကိုအဓိကကြတဲ့တင်သွင်းနဲ့ရောင်းတဲ့သူတွေကိုမဖမ်းဘဲနဲ့ဝဲတုံးတဲ့ပြည်သူတွေကိုလိုက်ဖမ်းနေတယ်လိုင်စင်မဲ့တွေဖမ်းနေတဲ့အကိုကြီးတို့ရဲ့နော်ကျွန်တော်မြင့်တဲ့ရက်ခန့်ချင်းပါလေဗျာနော်ဒီဆိုင်ကယ်လေးကလွန်ငယ်တဲ့ငါးနှစ်လောက်တည်းကနှစ်သိန်းနဲ့ဝယ်ထားတဲ့ဆိုင်ကယ်လေးပါကြနော်လိုင်စင်လဲသူ့မှာပါလားမပါလားမသိပါဘူးနှစ်သိန်းဆိုတော့လဲလိုင်စင်ပါခြင်းမလဲပါမှာပေါ့ဗျာနော်ခုနေ ီဆိုင်ကလေးလိုင်စင်တိုးမယ်ဆိုရင်လည်းဘလို့မှအဆင်မပြေပါဘူးကြနော်မင်္ဂလာပါခင်ဗျာအခုတလဝက်တောက်ကနေဆိုင်ကလေးဖန်းကြည့်နေဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အနေနဲ့ရရက်ကပြည်သူတွေဝေဖန်ထောက်ပြတတ်တဲ့ဝက်တောက်လေးတွေကိုစူးစီးပြီးတော့ reaction လုပ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင်ပါတခိုးဓမြကိုကြတော့မဖန်းနိုင်ပဲနဲ့လိုင်စင်မဲ့ကားတွေကိုကြတော့ဖမ်းမယ်ဆိုပြီးတော့တကယ်ဆိုရင်လိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေကိုဝယ်သုံးတဲ့ပြည်သူတွေကအပြစ်ရှိတာမဟုတ်ဘူးအဲ့ဒီလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုတယ်လာတဲ့လမ်းမာတွေက အကြမ်းဖက်စစ်သားတွေကမဖမ်းမနဲ့လွတ်ပေးလိုက်တယ်။ရောင်းနေတဲ့ဆိုင်တွေကိုလည်းမဖမ်းမနဲ့လွတ်ပေးထားတယ်။လမ်းမာတဲ့ကမဖမ်းမနဲ့လွတ်ပေးလိုက်တယ်။ရောင်းနေတဲ့ဆိုင်တွေကိုလည်းမဖမ်းမနဲ့ရောင်းခိုင်းတာတယ်။ဟောပြည်သူတွေဝယ်သုံးခါကြမှာပြည်သူတွေလက်ထဲရောက်မှာလိုက်ဖမ်းတယ်စဉ်းစားကြည့်ကြပါဗျာ။အားလုံးပဲမင်္ဂလာပါဗျ။ဝတ်တောက်ဆိုင်ကလေးဝတ်တောက်ကားလေး ပြောတဲ့ပုံမှာတချို့ကမကျင်နဲ့ကြအောင်လုပ်တယ်ကျွန်တော်ကို TikTok Messenger နဲ့ LINE ပလင်းကြရတယ်ပေါ့ဒါကျွန်တော်တို့ပြဿနာမရှိမင်းတို့ကလျှက်စစ်မီးရောင်အောင်မှာနေပေတရာလမ်းပေါ်မှာရက်နေပြီကားရှုပ်လာတော့ဆိုင်ငယ်ရှုပ်တာလောက်ကိုဘဝပြတ်မတက်ခံစားနေရတဲ့ဆိုရင်ငါတို့နယ်ဘက်မှာနေတဲ့ပြည်သူတွေက အဲ့ဒီအရာလေးတွေနဲ့မိသားစုစားဝတ်နေရေးပညာရေးကျန်းမာရေးလူမှုရေးဘာသာရေးအားလုံးကိုမိခိုနေတဲ့ဘဝတွေကိုမင်းတို့ဘလို့နားလဲဟမ်မင်းတို့ဘလို့နားလဲဒီမှာဒါကြောင့်ရှင်းလဲလျှောက်တာပြားလဲဆွဲတာနိုင်ငံလဲဘတ်ဂျက်ရပြည်သူလဲအဆင်ပြေတဲ့နီးလန်းကိုလောက်ပင်းရင်ပို့ပြီးတော့အကျိုးမရှိဘူးလားအဲ့တော့ခေါင်းဆောင်ဆိုတာအရာအားလုံးကိုခေစစ်တင်းကြတိနေဖို့မလိုဘူးကွာ မှန်မှန်ကန်ကန်နဲ့ခြုံငုံသုံးသက်တတ်ဖို့ပဲလိုတာဘာလဲလားမင်းတို့ပဲခူးတိုင်းအနောက်ပိုင်းကိုရောက်ဘူးလားအာနေခဲ့တဲ့ပဲခူးတိုင်းအနောက်ပိုင်းမိုးညိုမြို့နယ်ရောက်ဘူးလားပင်ကရိုကုန်းတိုက်ကြီးကုန်းထိန်ကုန်းမော်တော်ကုန်းဗရောင်ကုန်းနှမ်းကုန်းဒီဘက်ဆိုလို့ရှိရင်တောက်ချတက်ကဲကွင်းအယိုးကုန်းခမုံတာရဝအဲ့ဒီနယ်ပတ်တွေကိုမင်းတို့ရောက်ဘူးလား တော့တချို့ကလေးတွေပညာရေးရဖို့ပညာတစ်ခုကိုသင်ရဖို့တော့ခုနှစ်မိုင်၈မိုင်၄မိုင်၅မိုင်၆မိုင်ကိုကုန်းကြောင်ရှောင်နေရတယ်နားလေလားရွာတွေမှာမူလာတန်းအဆင့်လောက်ပဲရှိပြီးတော့အလဲတန်းအထက်တန်းကိုဆိုရင်သွားဖို့ကို၅မိုင်၆မိုင်ခုနှစ်မိုင်လောက်ကိုကုန်းကြောင်ရှောင်နေရတယ်ယနေ့ချိန်ပါလေလားမင်းတို့မင်းတို့လျှက်စင်မီးအောင်အဲကွန်ထဲမှာကတ္တရာလမ်းပေါ်ရှောက်ဖင်ကောင်းမိတ်တိတ်မကျဲနဲ့เนาะတချို့တရိတ်ဆန်နေမင်းတို့ကိုချစ်တဲ့ အစိုးရကိုချစ်လို့ထောက်ခံတယ်ဆိုရင်လော်ဘီမလုပ်နဲ့ချက်ကဘဲလန်းလုပ်နော်မှားတဲ့အရာလေးတွေကိုမမှားရအောင်မင်းတို့ထောက်ပြပြီနော်မင်းတို့အခုလော်ဘီလုပ်ပြီးတော့အထောက်ခံတဲ့မှန်တယ်လို့မှတ်တယ်လို့လုပ်နေတာဟမ်မင်းတို့နယ်ဘက်တွေရောက်ဘူးလားနယ်ဘက်တွေရဲ့ဘဝရဲ့ပြည်သူတွေရဲ့ဘဝကိုမင်းတို့စာနာဘူးလား မင်းတို့ကလည်းဗျမြို့ပေါ်မှာဟိုကားရှုပ်ဆိုင်ငယ်ရှုပ်လို့တော့ဘဝပြတ်မတခံစားနေတယ်။တချို့တွေကအဲ့ဒါလေးအမေပြုပြီးဘဝယက်တီမှုတွေနဲ့ရုံးကန်လှုပ်ရှားနေရတာ။အဲဒါဒေသလိုင်းစင်လေးတွေလှုပ်အစိုးရလည်းဘတ်ဂျက်ရမယ်။ပြည်သူလည်းအဆင်ပြေမယ်။ဒါအားလုံးက okay နေတယ်မဟုတ်ဘူးလား။ဟမ်အတွင်းကအဝင်ခံပြီးတော့အထက်ရောက်တော့ပိတ်ဖမ်းအဲ့တော့မင်းတို့မေးခွန်းထောက်ကမှာပြည်သူချင်းချင်းမေးခွန်းထောက်ကမှာပေါ့เนาะတချို့မျိုးပေါ်မှာနေတဲ့လူတရိတ်ဆန်တွေ မင်းကတော့မင်းတို့ဒီမျိုးပေါ်မှာကားတွေရှုပ်တယ်ဒီဝတ်တောက်တွေဝတ်တောက်ဆိုင်ကလေးကျုပ်ပဲဆိုရင်မင်းတို့မေးခွန်းထောက်အောင်ဒီဟာတွေကဘယ်ကလာလဲ။ဘာကြောင့်ဒီလူကြီးပေါ်ပေါ်တင်တင်သွားတာလှုပ်ရှားနေတယ်ဆိုတာ။မင်းတို့မေးခွန်းထောက်လေဌာနဆိုင်ရာ။ထောက်လေ။လော်ဘီလောက်တာကြည့်လို့အောက်တန်းသားမဆန်နဲ့တချို့တွေကဘဝတွေနဲ့ရင်းထားတာ။နော်။ပညာရေးကျမ်းမာရေးတွေနားလဲတာ။ဒါကိုနားလဲဖို့လိုတယ်မင်းတို့။နော်။ကိုဖို့ကိုမကြည့်နဲ့။ โอเคစောက်သေးပေါ့တယ်เนาะပြောခြင်းနေတာအချိန်မရလို့အားလုံးပဲမင်္ဂလာပါခင်ဗျအခုကျွန်တော်နည်းနည်းလေးပြောစရာရှိလို့ပါအဲ့တော့ကျွန်တော်ပြောမယ့်စကားကအရင်အရေးကြီးပါတယ်နင်းနာသူတွေအတွက်ကျွန်တော်ပြောပြမှာပါအဲဒါမှမဟုတ်ဒီဗီဒီယိုဖိုင်လေးကိုတွေ့ရှိကြတဲ့ညီကိုမောင်နှမမိဘပြည်သူတွေအနေနဲ့အဆင်ပြေရင်တရားတစ်ချက်တော့ share ပေးပါမဖြစ်မနေ share ပေးပါလို့ကျွန်တော်မြတ်တာရက်ခံပါတယ်ကျွန်တော်ဘာပြောမှလဲဆိုတော့လက်ရှိကျွန်တော်တို့နိုင်ငံတော်ကနေပြီးတော့ ဝတ်တော်ဆိုင်ကဲကားတွေကိုဖန်စီထိမ့်သိမ့်မှုကျွန်တော်တို့ညွှန်ကြားချက်တွေထုတ်ပြီးတော့ကျွန်တော်တို့လက်ရှိလဲနေမျိုးတွေမှာတိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာဖန်စီထိမ့်သိမ့်နေတာတွေရှိတယ်လို့ကျွန်တော်ကြားသိရတယ်เนาะလက်ရှိလက်တကယ်ဖန်စီထိမ့်သိမ့်နေတယ်အဲ့ဒီထဲမှာခုနကဗီဒီယိုဖိုင်လေးကကျွန်တော်တွေ့လိုက်တယ်အဲ့ဒါဘာလဲဆိုတော့သူကဆိုင်ကယ်ရှိုးတုံးကနေပြီးတော့လိုင်စင်ဘိန်းတစီကိုဝယ်ယူထားတယ်ပတ်ကင်ဘိန်းကိုဝယ်ယူထားတဲ့အခါကျတော့ရှိုးတုံးကနေပြီးတော့ဒီဆိုင်ကယ်ကိုဝယ်ယူသူလက်ထက်ကိုအစော လင်အနှံ့လိုက်တယ်အဲ့တော့သူကလိုင်စင်ဘေးကိုဖကင်ဝယ်ယူထားတဲ့အတွက်သူကလက်ရှိလိုင်စင်အော်နာဘုတ်ဝိတက်နဘပြမရသေးဘူးဒါပေမဲ့အရင်ဆုံးယာယီအနေနဲ့သူစီးနေတယ်အဲ့တော့စီးနေတဲ့အချိန်မှာဖန်စီထိုင်းသိမ်းဖွင့်နဲ့တွေ့တော့သူဒီဆိုင်ကလေးကိုဖမ်းခါတော့သူပြောပြတယ်နော်ဒီဥစ္စာလေးကတော့ကျွန်တော်လိုင်စင်ဘေးဝယ်စီးထားတာဒါပေမဲ့လက်မခံမဲနဲ့ဖမ်းသွားတယ်လို့သိရတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဖန်စီထိုင်းသိမ်းရေးအဖွဲ့တွေကျွန်တော်ပြောချင်တယ်ဒီဆိုင်ငယ်တစ်စီးကို ကျွန်တော်တို့ပြည်သူတွေကအလဲကားရထားတာမဟုတ်ဘူးနော်ခိုးစိုးလူနိုင်ပြီးတော့ယူလာတာမဟုတ်ဘူးကိုထွေးတွေတွေးနေနဲ့ရင်းပြီးတော့ရှာထားတဲ့ဖြူစင်တန်ရှင်းတဲ့ငွေနဲ့ဝယ်ထားတာအချို့ဆိုလို့ရှိရင်ဆိုင်ရတစီရဖို့အတွက်ကိုရှိတာတွေပေါင်တဲ့ရောင်းချဝယ်ရတာရှိတယ်လို့အချို့အတူရင်းမားတွေနဲ့ဆွဲဝယ်ထားတာရှိတယ်မဖြစ်မနေလိုအပ်လို့ဝယ်စည်းနေရတာလေအဲ့တော့ပြောချင်တာကခမားတို့ကတာဝန်ဝတရားလုပ်တာကိုကျွန်တော်နားလဲတယ်လက်ခံတယ် နားလဲ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 လက်ခံတယ်လုံလဲလုံတင်တယ်ဒါပေမဲ့တနည်းအားဖြင့်ပြန်ပြီးတော့ပြည်သူပေါ်နားလဲမှုပေးရမှာကအမှန်တကယ်ဒီဘိန်းကဒီလိုဝယ်ယူထားတာရှိမရှိခင်ဗျားတို့စုံစမ်းရမယ်တကယ်လို့ရှိတယ်ဆိုရင်လဲဟုတ်ပြီမင်းတို့ငါတို့မယုံဘူးဒီဘိန်းကိုလက်ရှိငါတို့ယာယီဖြစ်သိမ်းဆီးထားမယ်ဘယ်မျိုးနဲ့ဘယ်စကမ်းမှာငါထိန်းသိမ်းထားမယ်အဲ့တော့မင်းအဲကိုလိုက်လာခဲ့လိုက်လာတဲ့အချိန်မှာမင်းဒီဘိန်းကိုအမှန်တကယ်လိုင်စင်ဘိန်းကိုရှိုးတုံးတစ်ခုကနေဝယ်ယူထားတာမှန်ကန်ကြောင် ရက်ွက်အုပ်ချုပ်ရေးမှုကမရက်မင်းနေတဲ့ရက်ွက်အုပ်ချုပ်ရေးမှုရှိရတယ်ထောက်ခံချက်ရှိခဲ့အဲ့ဒီရှိုးတော့ကတာဝန်ရှိသူကိုလည်းခေါ်လာခဲ့မှန်ကန်တယ်ဆိုဒီဘက်ကိုထုတ်ပေးမယ်လို့ဒီလိုခင်ဗျားတို့စီစဉ်ရမှာအဲ့ဒီတိုင်းစီစဉ်ပြီးတော့ဒီဘက်ကအမှန်တကယ်ရှိုးတော့ကလူကလည်းသူတို့ရောင်းချထားတာလိုင်းစင်ဘင်းမှန်ကန်ကြောင်းဖြစ်တယ်မှန်ကန်တယ်ဆိုလို့ရှိရင်ခင်ဗျားတို့ဒါကိုပြန်ကိုထုတ်ပေးရမယ် အဲ့တော့ဖမ်း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 ဆိုပြီးတော့အုံရောရောကြောက်ရောရောမလုပ်ပါနဲ့ဒီတိုင်းမှာအခက်အခဲရှိပါတယ်ဒီခေတ်ဒီကာလဟာပို့ပြီးခက်ခဲပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်အားလုံးအဆင်ပြေအောင်ညီနိုင်ဆောင်ရွက်ပါလို့ကျွန်တော်ဒီနေရာနေပြောချင်ပါတယ်ကျွန်တော်ဒီဘာကောင်းမှမဟုတ်ဘူးပြည်သူတယောက်အားလုံးအဆင်ပြေအောင်ပြောတာမင်္ဂလာပါအနည်းကတော့ကျမတောင်ကြီးကိုကလောကနေတောင်ကြီးကိုကိစ္စရှိလို့သွားတာပေါ့နော်အဲ့ဒါနဲ့မနေ့စောစောဆိုတာဗိမဲ့လေ10နာရီခွဲ7နာရီလောက်ရှိပါပြီအဲ့တော့ အဲ့လိုသွားတော့လမ်းရှင်းနေပါလားလို့တောင်ကြီးရနေပြီးတော့အမြဲတမ်းတောင်ကြီးဟိုကပေါ့အမန်းကြော်လို့ရှိရင်အမန်းနည်းနည်းလေးကရှုပ်တယ်ပြီးရင်အမန်းကြော်သွားတယ်အမန်းကြော်တာနဲ့လမ်းအရင်တော့လို့မဟုတ်တော့ဘူးရှင်းနေတာပဲရှင်းတော့ဘာဖြစ်တာရောလို့လမ်းရှင်းလိုက်လားလို့ကားကြီးလည်းမထွက်ပါလားလို့ဘာမှုန်နိုင်ကြောင်လားပေါ့နော်ကိုကလည်းအိမ်ထဲမှာပဲစာလုပ်နေတာဆိုတော့အဲ့တော့အပြင်ကိုအသိမထွက်မိဘူးအဲ့တော့ကားမှာပါတယ်မိတ်ဆွေတယောက်က မဟုတ်ဘူးတဲ့ without ကားတွေဖမ်းနေလို့တဲ့ without ကားတွေဖမ်းနေလို့ကားတွေအလုံးမထွက်ကြဘူးတဲ့။အော်ဆိုင်ကယ်တွေပါရှင်းသွားတယ်နော်လို့ဆိုတာဟုတ်တယ်တဲ့ဆိုင်ကယ်တွေလည်းမထွက်ဘူးတဲ့။ you know ဆိုင်ကယ်တွေဆိုအများကြီး ဆိုင်ငယ်တွေကကိုမောင်းနေတဲ့ကားဆိုဟိုဘက်ကလည်းတက်ဒီဘက်ကလည်းတက်အိုးအရှိမလဲအိုးရှုပ်ရှက်ခန့်တာပဲပေါ့နော်အဲ့ကိုလည်းရှောင်းမောင်းပေါ့နော်သူတို့သူတို့လည်းဆိုင်ငယ်နဲ့အထုပ်တေးပိုးတွေနဲ့တည်တာကျွန်တော်တို့တောင်ရှမ်းတောင်ဘက်ကရှမ်းနယ်ဘက်တွေကလူတွေကတော့တည်တယ်မလားဆိုင်ငယ်နဲ့သွားရတာညများတယ်လေညတော့နောက်မှအထုပ်ကြီးထုံငယ်တွေပါတယ်တခါလေဝလုံးကြီးတွေဆိုကန့်လိုက်ကြီးတွေတင်ပြီးတော့သွားတာပဲကွတ်ကိုရှောင်းမောင်းပေါ့ကွတ်ကိုဟိုတရံတရံနားလည်မှုရှိစွာနဲ့ကျွန်တော်တို့တွေသွားကြတယ်ပေါ့မင်းကတော့တော်တော်ရှင်းနေတာ မနေ့ကတော်တော်ရှင်းနေပြီးတော့ဘာဖြစ်လဲဆိုတော့ကားကြီးပါရှင်းတာအရင်ကဆိုလို့ရှိရင် without ကားကြီးအဲ့ဒီမှာ without ကားကြီးဆိုလို့ရှိရင်4 Everest ကြီးပါတယ်နောက် Fortuner ပေါ့ Toyota Fortuner ကြီးအများကြီးရှိတယ် အများကြီးပဲအဲ့ Fortuner ကားကြီးတွေဆိုအဖြူအမဲအဟောနီညိုရောင်ဟာကျမဆိုသိရကြရတယ်ဒါပေမဲ့ဗာလဲဆိုရင်တို့ကဗာလဲ3500ဝက်တော့ကဝက်တော့3500ပေါ့ဒါပေမဲ့စီးနေကြတာပဲပေါ့နော်အဲနောက်ပြီး Ranger ကားကြီးတွေပေါ့နော် Double Cat တွေပေါ့ Double Cat ဆိုလို့ရှိရင် Ford Double Cat ကြီးတွေဆိုရင်ဟာနဲတာမဟုတ်ဘူးချင်းကြီးကြီးတွေကောမောင်းတော့ Spree Wing နဲ့မှာရှမ်းတောင်လမ်းကလည်းရမ်းကောင်းတယ်လေအဲ့တော့ကိုကနဲတော်ပြင်းသွားတယ်ပေါ့နော်ဟာဘာဖြစ်လို့ ဒီလောက်ဒါရီဖမ်းနေကြတာလဲဆိုအမရေဖမ်းတာနည်းနည်းကြာနေပြီအိုးလားဆိုကိုလည်းအဆက်အသွယ်ပြတ်သွားတယ်ပေါ့နော်ကိုလည်းဟိုဟာပေါ့စာလေးလုံနေတာအိမ်မှာဧည့်သည်ဒီဘာဒီညာရင်းနဲ့မပြတ်တာရဲ့ကြောင့်လေအပြင်မထွက်ဖြစ်ဘူးအဲ့တော့ဝိသောက်ကားတွေဘာလို့ဖမ်းတာလဲဆိုတော့အเจ้าနဲ့ပတ်သက်ပြီးတော့အမိတ်ဆွေတွေကတော့ပြောတာပေါ့နော်ဝိသောက်ကားဖမ်းတာဝိသောက်တချို့တွေလည်းပြောတယ်ဝိသောက်ကားဖမ်းလိုက်ရင်းနဲ့စီစေးတွေလည်းတဲ့စီတွေတန်းစီရတာရော့သွားမယ်ပေါ့နော်ဝိသောက်ကားတွေဘာလာပြီးတော့တန်းစီစီတွေထည့်နေတဲ့အတွက်ကြောင့်နဲ့ အဲဟိုဘာစီစီတက်တာလို့စီပြတ်တာလို့ဖြစ်တယ်ပေါ့သူအမြင်နေလျှောက်ပြောကြတာပေါ့နော်ကျမမြင်တာတော့ဘာလဲဆိုတော့ EV ကားကြီးရောင်းမထွက်တာနဲ့ဝက်သောက်ကားကြီးဖမ်းတယ်လို့ကျမထင်တယ်ဒါတော့ကျမရိုးရိုးပုံပုံလင်းလင်းပြောတာပေါ့ EV ကားကြီးရောင်းမထွက်ဘူးအဲ့တော့ရောင်းမထွက်ဘူးဆို EV ကားကြီးဘယ်သူသွင်းလဲတော့ကျမလည်းမသိဘူးပေါ့နော်အဲ့တော့ EV ကားကြီးရောင်းမထွက်တာနဲ့ဝက်သောက်ကားကြီးများဖမ်းသလားပေါ့နော်အဲ့လိုမျိုးလေးစိတ်စိတ်ထဲမှာရှိရပေါ့အဲ့တော့ပြောချင်တာဝက်သောက်ကားကြီးဆိုတော့စီးတဲ့ခုနလို Ranger ကြီးပေါ့နော် အဲ double cat ဒီ now 4 day နောက်ပြီးတော့ kuna fortuna တွေစီးတဲ့လူတွေကြတော့အိမ်မှာ license ကားတွေရှိတယ် license ကားတွေရှိပြီးသူတို့ကအဲ့ဒီဝတ်တော့ကားတွေကိုအကျန်းစီးပစ်တာအကျန်းစီးပစ်တာအဲ့ဒီတနုတွေပိုအိုတွေဘာတွေတထေးတွေနောက်တောင်ကြီးကလူတွေလည်းတထေးတွေအကုန်စီးပစ်တာဒါဘီမဲ့ပြောချင်တာစိုင်ကယ်တွေဖမ်းတာတော့ကိုကကန့်ွက်ချင်တာပေါ့နော်စိုင်ကယ်ဆိုတာကျမတို့တောင်တောင်တန်းနေသားလူတွေကဘာလဲဆိုရင်စိုင်ကယ်နဲ့ပဲသွားလို့ရတာ ကျွန်တော်တို့နေရနေတဲ့နေရဆိုလို့ရှိရင်ကျွန်တော်တို့ကကားရှိလို့ဒါဒီလိုလေးဂုံးတွေကိုတက်လိုက်ဆင်းလိုက်လို့ရတယ်။ဆယ်ဘင်းနဲ့လမ်းနဲ့လမ်းလျှောက်ပြီးခြေရင်နဲ့လုံးဝသွားလို့မရဘူး။အရန်ပင်မနေ။ဆိုင်ငယ်လေးရှိတယ်ဆိုရင်တော့မှကျွန်တော်တို့ဒီဂုံးလို့ဆိုတော့ရမှာဆိုင်ငယ်တက်လို့တိတ်အဆင်မပြေဘူးပေါ့နော်။တောင်တောင်ဂုံးတွေလေကျွန်တော်တို့ရှူတွေထဲမှာအဲ့လိုမျိုးစောင့်နေကြတဲ့လူတွေဆိုတော့တွန်းတက်ရတာရှိရ။ဘယ်လိုလုပ်ဆယ်ဘင်းနဲ့အဆင်ပြေမလဲ။ဆိုင်ငယ်နဲ့သွားကြ။ အခုကျွန်တော်တို့ခုနှစ်ယောက်ကမှနေတဲ့လုံသမားတွေဆိုလို့ရှိရင် OC တောင်တို့အင်းပြင်းတို့သူတို့ကတော့သူတို့သွားပြီးတော့ပယံတို့လက်သမားတို့အခြေခံ dancer တွေအကုန်လုံးကအဲ့ဒီဆိုင်ကယ်လေးတွေစီးပြီးတော့လှုပ်သွားလှုပ်ကြရတာနေစားလေးတွေသွားလှုပ်ကြရတာနောက်ပြီးတော့ဟိုပန်းချံပြင်းတဲ့ကလေးတွေတို့နောက်ပန်းလေးတွေသွားဆိုက်ပြိုးပေးတဲ့ကလေးတွေတို့ဟိုတယ်ခိတ် ဟိုတယ်ကိုသွားပြီးအလုပ်ဆင်းရတဲ့လူတွေတို့နောက်ចောင်းပို့တဲ့ကလေးတွေတို့ចောင်းပို့တာအဲငါတို့အိမ်အလုပ်လုပ်ရင်းနဲ့ចောင်းပို့လိုက်မယ်ចောင်းပို့ပြီးတော့တခြားအလုပ်ကလေးဝင်လုပ်မယ်ဆိုတာအားလုံးကပတ်စံထွက်ရှာနေကြတဲ့လူတွေကြီးပဲတထေးတွေမဟုတ်ဘူးသိလားဦးနာဟိုဦးနာဝိသောက်ကားစီးတဲ့လူတွေသာတထေးဖြစ်ဖြစ်တချို့ဝိသောက်ကားစီးတဲ့ဝယ်ထားတဲ့လူတွေကတော့ဟိုနာဒီနာသွားရအောင်လို့တို့မိသားစုတွေသွားချင်တာတို့နောက်ပြီးအလုပ်ကလေးလှုပ်ရှားတာတို့ဘာလို့ညာတို့ဖြစ်ကောင်းဖြစ်နိုင်နေပေါ့နော်အဲ့မဲ့ဆိုင်ကယ်သမားတွေကတော့ جماعه ဝိသောက်ဆိုင်ကယ်တွေကိုဖမ်းတာ ာတော့ جماعه လीကန့်ွက်ခြင်းနဲ့ပေါ့နော်အဲ့တော့အခု without cycle တွေမဖမ်းဘူးဆို without cycle တွေတအားသွင်းလာနိုင်မယ် အဲ့အတွင်းတော့ဘယ်လိုထိမ်းမလဲဆိုတဲ့ဟာကိုနည်းနည်းလေးသတိရှိဖို့လိုတယ်အခုရှိပြီးသားဝိသောက်ဆိုင်ကလေးကိုငါတို့ဘယ်လိုညှိမလဲဆိုတာပတ်စံမတောင်းနဲ့နော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကိုကိုဘယ်လိုကူညီကြမလဲငါတို့ပြည်သူလူထုအခြေခံလူတန်းစားတွေအတွက်ငါတို့ဘာလုပ်ပေးမလဲဆိုတာခေါင်းထဲမှာရှိဖို့တော့လိုတယ်ကျွန်မပြောချင်တာကလေအဲ့တော့ဒီလူတွေကအခြေခံလူတန်းစားတွေပါဝိသောက်ဆိုင်ကစီးပြီးတော့အလုပ်သွားကြတာကျောင်းလေးတွေပို့ကြတာသူတို့သားသမီးလေးတွေကိုနောက်ပြီးတော့ဈေးရောင်းရတာနောက်ပြီးတော့အလုပ်ကနောက်တော့ကျွန်မပြောတဲ့ အခြေခံလူဒန်းစားအလှအသီးသီးဟာဒီဆိုင်ကဝတ်တော့လေးတွေကိုစီးနေကြရတာခုနကားဝတ်တော့ကတော့ဖမ်းရင်လည်းဖမ်းပေါ့ EV ကားတွေမယောင်းရလို့ဝတ်တော့ကားတွေကိုဖမ်းဖမ်းတာလို့တော့ကိုကထင်တာပေါ့နော်အဲ့တော့အဲ့တော့ဒီဆိုင်ကယ်ဝတ်တော့လေးတွေတော့ဖမ်းစီခြင်းမူးလို့ကျမတိုက်တွန်းချင်တာပေါ့နော်ဒီဆိုင်ကယ်ဝတ်တော့ကလေးတွေက တကယ်အခြေခံလူတန်းစားတွေတုံးတဲ့ဟာပေါ့နော် ခုနပြောစရာပြောရမယ်ဆိုလို့ရှိရင်တော့အဲ့တော့အခုရှိနေတဲ့ဆိုင်ငယ်ဝတ်သောဆိုင်ငယ်တွေကို list ဂျူယူပြီးနောက်ထပ်သွင်းလာမယ့်ဆိုင်ငယ်မျိုးဆိုရင်တော့ဖန်ဝန်နေပေးလိုက် နောက်ထပ်သွင်းလာမယ့်ဆိုင်ငယ်ဘယ်လိုမျိုး keep လုပ်မလဲဆိုတဲ့ဟာမျိုးတွေကိုစဉ်းစားပြီးတော့နည်းနည်းအေးအေးဆေးဆေးဟိုအလုံးလုံးဖို့တင့်တယ်လို့ထင်တယ်ပေါ့နော်ဝတ်တော့ကဖမ်းတာကတော့ဖမ်းပါဒါကတော့ကိစ္စမရှိဘူးပေါ့နော်ဒါကကျွန်တော်တို့ရဲ့ license ကားပဲရှိတယ် အဲ့ဒါ license 90ဆေးချမ်းသာရတယ်ပေါ့နော်နှမဆိုရင်ရဲနဲ့ဖွင့်စမ်းဘလောက်လဲဘာညာအဲ့လိုမျိုးတွေဖြစ်မှာစိုးလုံးအားကြီးလို့ကိုလည်းဝသောက်ကိုမစီးဘူးဘာဖြစ်လို့ license 90ပဲရှိအဲ့တော့အဲခုနဆိုင်ကယ်ကတော့မဖမ်းစေချင်ဘူးပေါ့နော်ဒါကတာဝန်ရှိပုဂ္ဂိုလ်တွေကိုကကိုပြန်ပြီးစဉ်းစားကြည့်ပါအဲ့တော့ကိုရှိကိုလာပြီးအလုံးလုံးတဲ့လူတွေလည်းဆိုင်ကယ်လေးနဲ့ နော်ဒီကနေပြီးတော့အလုတ်သွားလုပ်တယ်မင်းတို့မနေ့ကအလုတ်ဘာလို့မသွားရလဲဆိုင်ငယ်ဝတ်တော့တွေဖမ်းနေလို့အန်ဒီရေးတဲ့ဝတ်တော့တအားတို့ကလည်းသမီးတို့ကလည်းဆိုင်ငယ်ဝတ်တော့လေးပဲဝယ်ထားတာတဲ့ဦးအင်းပြင်းအလုတ်မသွားရတာနှစ်ရက်ရှိပြီတဲ့နေစားနေနော်ဘာနဲ့ထမင်းသွားစားမလဲနည်းနည်းလေးတော့စဉ်းစားကြည့်ပါဦးနော်နည်းနည်းလေးတော့စဉ်းစားအလုံးမလာပါမလားရုံးနေမှာပဲဆန်းနေဟုတ်တယ်ပြအခုလက်ရှိဝတ်တော့ကားတွေဆိုင်ကယ်တွေဖန်ဆီးလိုက်တဲ့ကိစ္စကတချို့တွေအတွက်ဘဝရည်တည်ဖို့အတွက်ပါခက်ခဲကုန်ကြတာဗျာ ရပါစီ license မဲ့เนาะ cycle တွေဖမ်းပါတယ်ကားတွေလည်းဖမ်းပါတယ်เนาะ without ဆိုလို့ရှိရင်မစည်းပါနဲ့အထူးသဖြင့်တော့ cycle သမားတွေပေါ့ဗျာเนาะအဲဈေးအောင်တဲ့သူပဲဖြစ်ဖြစ်ចောင်းမုံចောင်းသူပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ဗျာ without ဆိုရင်မစည်းပါနဲ့เนาะဟိုအရန်ကြီးခက်ခဲနေလဲမစည်းနဲ့เนาะအဲ့အရန်ကြီးခက်ခဲလို့စည်းလိုက်တယ်စည်းလိုက်တဲ့အချိန်မှာလမ်းညွလမ်းကြားထဲဝင်လဲလမ်းညွလမ်းကြားထဲမှာအခုကသူကဂေပေါက်အနေနဲ့ပိတ်ပြီးတော့စောင့်နေကြတာเนาะ ိုကဆုံးရှုံးခံနိုင်နေဆိုလို့ရှိရင်တော့စီးပေါ်ဗျာเนาะဘလောက်ကြီးပဲခက်ခဲဖြစ်ဖြစ်မစီးပါနဲ့ဟလာသဘောတကူကဟိုလိုင်စင်ရှိတဲ့ဘိန်းကိုဟိုကယ်ရီအနေနဲ့ငှားပြီးတော့စီးကျင်စီးပေါ့ဗျာเนาะနောက်၃ဘိန်းအိုးတွေပါတယ်ရှိရဲအဲအဲ့ဒါမျိုးငှားပြီးတော့စီးကျင်စီးပေါ့ကိုကြီးမှာဝက်တောက်ရှိရဲဆိုအိမ်ထဲမှာပဲထားပါအိမ်ထဲမှာပဲထားပါအဲ့ဒီဝက်တောက်ကအိမ်ပြင်မှာထောင်းထားလို့เนาะလာတဲ့အချိန်နဲ့တွေးလို့ စစ်လို့ဝက်တော့ဆိုလို့ရှိရင်တင်လို့ရပါတယ်50 cc ကြွက်ဘိန်းလေးတွေเนาะကြွက်ဘိန်းလေးတွေလိုင်စင်ချမပေးဘူးဒါပေမဲ့အဲ့ကြွက်ဘိန်းလေးတွေတင်ပါတယ်เนาะတင်ပါတယ်เนาะပြီးလို့ရှိရင်ဘက်ထရီဆိုင်ကယ်เนาะဘက်ထရီဆိုင်ကယ်တင်ပါတယ်เนาะပြီးရင်ဒန်ဝေးရိုက်ပါတယ်ဒန်ဝေးမဆောင်နိုင်ရင်သူတို့တရားစွန်းရင်ထောင်တလာကြပါရင်เนาะအဲ့ရောဝက်တော့ဆိုရင်ရှောင်းပါဆိုင်ကယ်လိုင်စင်ရှိရပါမယ်ဗတ်မှန်တက်ရပါမယ်နံပါတ်ပြား တက်ရပါမယ်လူလိုင်းစင်ရှိရပါမယ်ဆိုင်ငယ်အုပ်ထုတ်ဆောင်ရပါမယ်မေးတိုင်းကျိုးတက်ရပါမယ်ဆိုင်ငယ်တစည်းကို3ရောက်စီးလို့မရပါဘူးเนาะဆိုင်ငယ်ပေါ်မှာခွေးတွေတင်လို့မရပါဘူးเนาะဓာန်ဝေးအရိုက်ခံရပါလိမ့်မယ်เนาะအဓိကကတော့ဆိုင်ငယ်ဝတ်တောက်ဆိုရင်အခုစီမံချက်ကာလဖြစ်လို့เนาะမစီးကြပါနဲ့မိရင်ဘိန်းအဆုံးမှာအသိမ်းခံရပါတယ်ဓာန်ဝေးရိုက်ပါတယ်ဓာန်ဝေးမဆောင်နိုင်ရင် ထောင်တလကျပါတယ်เนาะဒါလေးရထပ်ပြီးတော့သတိပေးတာပါ line ပေါ်မှာလည်းဒီကိုမောင်နှမတွေအနေနဲ့မြင်တွေ့နေရတယ်မြင်เนาะထပ်ပြီးတော့သတိပေးရเนาะဝက်တော့ဆိုရင်မစီးကြပါနဲ့ဝက်တော့ဆိုရင်မစီးကြပါနဲ့အခုရောရောဆက်မှာဝယ်လဲမဝယ်ပါနဲ့ဒီတလလုံးကစီမံချက်ကာလဖြစ်တဲ့အတွက်အဖမ်းစီးကျမ်းပါလိမ့်မယ်ဆိုင်ငယ်ဝတ်တော့ကဝတ်တော့ဒီတလကြော်ပြီးနောက်ပိုင်းကြလို့ရှိရင်တော့ပုံမှန်တိုင်းလေးပြန်အေးသွားလိမ့်မယ်เนาะဒီတလထဲမှာအောက်အီးပြီးတော့မစည်းကြည့်ပါနဲ့နောက် ဝက်တောက်တွေဆိုလို့ရှိရင်ဈေးဘလောက်ကြီးချိုချိုမဝယ်ပါနဲ့နော်ဘလောက်ကြီးပဲရောင်းတဲ့သူကအာမခံတယ်ပြောပြောမဝယ်ပါနဲ့နော်အဲဒီတော့ဝက်တောက်တွေဆိုရင်ရှောင်းပါစင်ကြည့်ပါစေဒီချက်ကကျွန်တော်ဒီမှာသုံးသက်ချက်တွေပြောရဲဆိုတာကအားလုံးအတွက်အကျိုးဖြစ်ထွန်းနိုင်ဆုံးအခြေအနေကိုစဉ်းစားပြီးတော့မှပြောတာနော်ဒီစဉ်းစားချက်မှလည်းအားနည်းချက်ရှိတယ်နော်ခင်ဗျားတို့ရဲ့တွေးခေါ်ချက်တွေမှလည်းအားနည်းချက်ရှိတယ်ခေါ်လို့ရတဲ့ကောင်ချက်မှလည်းအာနေချက်အာတချက်တွေရှိတယ်ဒီဘက်ကနိုင်ငံတော်အစိုးရလည်းသူ အားနေချက်အားတတ်ချက်ရှိတာပဲနော်သို့ပေမဲ့ကျွန်တော်ကအဲ့ဒီအကြောင်းအရာတွေအားလုံးပေါ်မှာတည်ကြစဉ်းစားပြီးတော့မှဘက်ပေါင်းစုံအတွက်အားလုံးအတွက်အကျိုးအဖြစ်ထုံးနိုင်ဆုံးအခြေအနေကိုဒီမှာပြောတာမလုံးချင်းလို့မလုံးချင်းနေပေါ့ဗျာခင်ဗျားတို့ဥပဒေအကြောင်းလာပြောနေတယ်ဥပဒေဆိုတာလူကလှုပ်တာနော်ညီအောင်ညီချင်းညီအောင်ပြထန်လို့ရတယ်မညီချင်းမညီဘူးပြောလို့ရတယ်နော်အဲ့ဒါကတော့ခင်ဗျားတို့ရဲ့စေတနာနဲ့ပဲဆိုင်တယ် ခင်ဗျားတို့အရန်ဥပဒေကြောင့်လာမပြောနဲ့မြန်မာပြည်မှာဥပဒေကြောင့်ပြောအရန်ရှိစရာကောင်းတယ်။နော်ဥပဒေလေးစားလိုက်နိုင်တယ်လို့တရားဝါမရှိဘူး။ဆိုတော့ဒီဝေသောက်ကားတွေခင်ဗျားတို့ခုနကဝေသောက်ဆိုင်ကယ်တွေဝေသောက်ဆိုင်ကယ်ကြောင့်ခေါင်းထဲတော့မထည့်ဘူး။ဘာကြောင့်လဲဆိုတော့တနိုင်ကတော့အဲ့ဒါလိုင်စင်လုတ်ပြလိုက်ပြီးတော့ဒီအဲ့ဒါတာမန်စင်းရဲသားလေးတွေပဲဟုတ်လားအခြေခံလူတန်းသားတွေပဲဟုတ်လားအသုံးပြနေတာ။ သူတို့အဆင်ပြေအောင်လုပ်ပေးလိုက်ခင်ဗျားတို့တကယ်တမ်းကျတော့ဘယ်သူမှဝိသောက်လည်းကားလည်းမစီချင်ဝိသောက်ဆိုင်ကလည်းမစီချင်ဘူးခင်ဗျားတိုင်းဖွံ့ဖြိုးတိုးတက်အောင်အစိုးရတွေကတိုးပန်းပေးရမှာလေဒီလိုစောက်ပြတ်တတ်နေလို့ဒီလိုဒီလိုဒါတွေသူတို့မှစီးနေရတာခင်ဗျားတို့အကုန်လုံးမတအောင်ရှိတယ်အဲ့တအောင်ရှိတာကိုနောက်တစ်ခါဒီဒီဝိသောက်ကားတွေဝိသောက်ဆိုင်ကတွေဆိုတာမိုးဘွားကြလာတာမဟုတ်ဘူးဒီဟိုနေစမ်းနေလမ်းကြောင်းတစ်ဆောက်ဖြတ်လာတာအဲ့ဒီမှာအစင်းစင်းခင်ဗျားတို့ပိုင်ရဆိုင်ရတွေဟောတောင်တေမြောက်တေတောင်ပေးမြောက်ပေးနဲ့ခင်ဗျားတို့တက်နိုင်ကြလုံးပြနေတာ အဲ့တော့ဘယ်သူမှတာဝန်ရှိလဲအကုန်လုံးမှတာဝန်ရှိတယ်အဲ့ဒီလိုက်ဖမ်းမယ်ဆိုရင်ခင်ဗျားတို့တရားဝင်အောင်ကြံမှာမဟုတ်ဘူးနောက်ဆုံးတော့ဒီကိစ္စကြီးကိုပြည်သူကပိုက်ပေါ်မိတဲ့ပြည်သူကလာခံရတယ်ပြီးတော့လည်းအခြေခံလူတန်းစားအများစုခင်ဗျားတို့အဲ့ဒီမှာတထေးတွေကတော့ဟိုလိုင်စင်ကားကိုနှစီးစီးပေါင်းပြီးတော့ဝိတောက်တွေနဲ့ဟုတ်လားပွာရတာတွေရှိတယ်အဲ့ဒီကောင်တွေအကုန်လုံးပိတ်ဖမ်းမှာဟုတ်လားခုနကတော့ခင်ဗျားတို့အခုဒီဝိတောက်ကားတွေဖမ်းတော့ဝိတောက်ဆိုင်ကြီးတွေဖမ်းတော့ဘာမှထားမှာလဲ ဆန့်အောင်မဆန့်အောင်ဘောလုံးကွင်းနေကွင်းနေဟုတ်လားပြီးမွေးတယ်ပဲဘနဲ့နှစ်ပြစ်ထားမှာလေအဲ့မှာချုပ်ကြမယ်ထုတ်ကြမယ်ရောင်းစားကြမယ်ဘာအခွန်ပဲကြမှာပြီးဘာလုံးမှာလဲတန်ရီစဲကိုပို့မှာလားဒီကားလေးကိုခင်ဗျားတို့ဟိုလိုင်စင်ဟိုလေလံပြစ်ပြီးတော့လိုင်စင်ပေးပါလားအဲ့မှာခင်ဗျားတို့စီဝါရိုက်ပြီးလှုပ်စားကြအောင်တိုင်းရီစဲကိုပို့လဲတိုင်းရီဘာဘာဘာနာရမှာလဲလာဝန်ကြီးဌာနတွေကိုခွဲတန်းနဲ့လိုင်စင်ချပြီးဟိုပေးပြီးတော့လိုင်စင်ချပြီးအောင်မှာဒါဆိုရင်တော့လည်းတမျိုးဟုတ်လားနောက်ဆုံးပြခင်ဗျားတို့ ဒီဒီပြည်သူတွေကိုပဲခင်ဗျားတို့တင့်တော်တဲ့ဟုတ်လားသူတို့ပိုင်စင်တွေအခွန်ဆောင်ခိုင်းပေါ့ဗျာတိုင်းပြည်လဲစူးစီနောက်တစ်ခါတော့မလုတ်ခိုင်းနဲ့ပေါ့နောက်တစ်ခါလုတ်ရင်ခင်ဗျားတို့အကုန်လုံးထောင်ချပြစ်လေဒါပဲရှိတာ哦ရင်နှီးနေသူကိုဝါးကူထိုးကြတယ်နိုင်ငံဆင်းရဲပြီးအကုန်လုံးကဒုက္ခတွေရောက်နေပါတယ်ဆိုဒီနိုင်ငံကထွက်တဲ့ပစ္စည်းတွေကိုမဝယ်ရဘူး ီနိုင်ငံသားတွေကိုငါတို့နိုင်ငံတော်ဝင်ခွင့်မရှိစေရလို့เนาะပိတ်ဆို့တဲ့နိုင်ငံနဲ့ပိတ်ပင်တဲ့နိုင်ငံနဲ့ပေါ့เนาะကြလဲကြတော့တယ်เนาะအဲ့တော့နိုင်ငံကြီးကစင်းရဲတယ်စင်းရဲတယ်ဆိုတာနှစ်တည်းလည်းမငဲတော့ဘူးအဲ့တော့စင်းရဲတယ်ဆိုရအောင်လဲငါတို့တွေကဟိုးအာဖရိကနိုင်ငံတွေမှာတနိုင်ငံလုံးကတဲကန်တာရဖြစ်နေလို့ဘာပင်မှလည်းစိုက်လို့မရဘူးเนาะဘာမြေဆောင်အင်အိုင်းမှလည်းမရှိဘူးဘာပင်လည်းထွက်ပေါက်မှလည်းမရှိဘူးဆိုလို့ ငတ်နေတာသဘာဝကြတယ်။ဒါပြောပြတာ။ဒုလိုက်ရန်ကြည့်ကြည့်လိုက်အမ။ဘလောက်လာလဲ။နော်။မြစီမြလိုအားမြေဩစာဆိုလဲဘယ်နေရာဖြစ်ဖြစ်မြေမျိုးစစ်ချအကြိုက်တဲ့နေရာချအပင်ပေါက်တယ်။မြစ်ဒီဆိုလိုက်မှာ AR မြစ်တန်လွင်မြစ်မြစ်ပေါင်းစုံယေရှုနော်။ပင်လထပ်ပေါက်တွေရောမထွက်တဲ့တရားစာတိုင်းလည်းမရှိဘူးဘလောက်လှလဲနိုင်ငံကအရန်လှတယ်တို့ဘိုးဘွေးတွေကတကယ်အဆက်ရှာကြတဲ့နေရာမှာငါတို့နိုင်ငံကိုထားပေးခဲ့တာ တို့ဘိုးဘေးတွေပေါ့နော်တို့ဘရင်နေအောင်လို့အတောင်းပြရတို့တကယ်ချက်တာတကယ်ကောင်းတယ်ငါတို့နိုင်ငံလှလည်းအရန်လှတယ်ဘာမှမဲ့အခုချိန်ညီငါတို့တွေငတ်ပြတ်နေတာတို့ဖားသားကြီးတသက်ပေါ့နော်တို့ဖားသားကြီး68နှစ်ရှိပြီတို့ဖားသားကြီးတသက်ပဲပြောတော့အခုချိန်ညီအဲ့တော့သူများတကနိုင်ငံတွေမှာတိုင်ဂျိုဆက်ယုံပို့ဖို့အတွက် စီစဉ်နေတဲ့ကားတွေကို1990ထုတ်တဲ့မော်ဒယ်တွေကားဆောက်ဆုပ်တွေကိုငါတို့တွေကជីခွင့်ရဖို့အတွက်ကိုငါတို့တွေကတိုက်ပွဲတွေဝင်နေရတာကျွန်တော်တို့ပေးစီးပါကျွန်တော်တို့ပေးစီးပါဆိုပြီးမှတောင်းဆိုနေရရီတော့ရီရှင်တယ်ကွာတလားအဲ့တော့မွဲတယ်ငတ်တယ်ဆိုတာကလေအကြောင်းတရားရှိလို့မွဲရငတ်ရတာငတ်ကြုံနဲ့တယ်ပြောရှင်လားတက်လားဒီလောက်ထိဒီလောက်ပြည့်စုံတဲ့နိုင်ငံကြီးမှာ လူလာဖြစ်နေပါလျက်နဲ့ခမင်းတလုတ်စားရဖို့ကြောတခင်းစာလေးရဖို့အရေးကိုပြေးပူနေရတယ်ဆိုတာမျိုးရတက်လားဒိဗယ်လည်းမရှိဘူးတက်လားတကယ်တမ်းစဉ်းစားကြည့်ရင်ပြောရှင်တာကမတို့နိုင်ငံတွေကစည်ရဲစာဘာစောက်ချောင်းမှမရှိဘူးကွာပြောရှင်တာဒါကိုပြောရှင်တာလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းမယ်ဆိုပြီးတော့ လိုင်စင်မဲ့ကားကြီးနဲ့ပဲလိုက်ကျညာနေတယ်ဗျာတတော်အချက်မရှိမျက်နှာပြောင်တိုက်တဲ့အချက်ဖက်ကောင်ဟုတ်ကဲ့ပါဒီနေ့နဲ့ဒီလိုစိတ်မသာတဲ့အကြောင်းကြလေဒီကိုနေ့တဲ့ပုံမှာတက်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe ထိုက်ထားနေပါတယ်ဒီဘုန်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ထင်မြင်စကြလေတွေကိုလည်း all comment မှာရေးပေးသွားခဲ့ပါအောင်ခင်ဗျာ